ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့တက်ဖိုက်စီစီကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒါမကြောင်မီမှာကြားရောက်မဲ့တကြံမှာရေကစားမဲ့ပရိသတ်တွေအတွက်ကျွန်တော်တို့ဒါရေဆိုရင်လည်းပြက်မလွယ်မဲ့ဖုန်းဈေးနှုန်းကလည်းကျွန်တော်တို့စေသိမ်းမကျော်တဲ့အနေထားမှာရှိရတယ်ကျွန်တော်တို့ဖုန်းသုံးလုံးအကြောင်းဒီနေ့မှာပြောပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ပထမအဦးဆုံးပြောပြပေးခြင်းတဲ့ဖုန်းကတော့ကျွန်တော်တို့ဒါ Xiaomi ကထုတ်ထားတဲ့ Note 14 Pro အဒီကောင်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ Note 13 Protocol ကို Water Resistant ကလည်းပုံများတယ်။သုံးမိထားတဲ့ chipset ဆိုလို့ရှိရင်လည်း MediaTek Dimensity 9300 Ultra ဖြစ်တဲ့အတွက်ကိုမှဂိမ်းဆော့လို့လေအတော်လေးကိုမှကောင်းတဲ့အပြင်ကိုကျွန်တော်ဘက်ထရီပိုင်းမှာဆိုလို့ရှိရင်လည်း9100ထဲမှာ30 mAh ရှိတယ်ဆိုတော့အားတော်တော်လေးလည်းအသုံးခံမဲ့အချိန်မှာပါတယ်။ Charging Sporting ကတော့ကျွန်တော်45 W ထိ sporting ပေးထားတာဖြစ်တဲ့အတွက်ကိုတော်လေးဟိုမှာအဆင်ပြေတယ်ကျွန်တို့ဒါလူငယ်တွေအတွက်ဂိမ်းဆောင်ရတာကြိုက်နေတဲ့လူငယ်တွေကျွန်တို့ဒါတကြံမှာရေးလဲထွက်ကစားမယ်ဆိုလို့ရှိရင်တော့ဒီဖုန်းလေးကတော့ဒါဈေးနှုန်း၁၀သိန်းမကျော်တယ်ဝင်းကျင်မှာပထမဆုံးအနေနဲ့ပြပြပေးခြင်းတဲ့ဖုန်းလေးပဲဖြစ်ပါတယ်ရေးဆိုလဲခံမယ်အကြံလဲခံမယ် performance ဘိုင်းလဲကောင်းတဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်ကျွန်တော်ဆက်လက်ပြီးတော့ဒုတိယအနေနဲ့ကျွန်တော်ထပ်မံပြီးတော့ရွေးချယ်ပေးလိုက်တဲ့ဖုန်းလေးကတော့ Samsung ထုတ်လုပ်ထားတဲ့ Samsung Galaxy A52 ဒီကောင်ကတော့ဒီဇိုင်းဘက်ကလုံးဝရိုးရိုးရှင်းရှင်းပဲ ဘလို့လူမျိုးတွေအတွက်ကျွန်တော်တို့ပို့ပြီးတော့ recommend ပေးလဲဆိုလို့ရှိရင်တော့ဒါတကြံမှာအပြင်ထွက်ရင်းနဲ့ online shop လုပ်တဲ့ပရိသတ်တွေအလုပ်လုပ်ဖို့လိုအပ်တာတို့ကျွန်တော်တို့ဒါဖုန်းပြောရတာများတဲ့ပရိသတ်တွေအနေနဲ့ဆိုလို့ရှိရင်တော့ဒီဖုန်းလေးကတော်တော်လေးကူမှာ budget လေးဖြစ်တယ်ရေစိုးလေးကန်တဲ့ဖုန်းလေးမှာပါတယ်ဘောလဲဆိုတော့လက်ရှိကဒီဖုန်းကကျွန်တော်တို့ဒါ6သိန်းဝန်းကျင်ကျော်ပဲရှိတာဖြစ်တဲ့အတွက်ကိုတော်တော်လေးဦးမှာအဆင်ပြေတယ်။ပြီးတော့ဒါအကျန်းလဲခံပြီးတော့ရေဆိုလဲခံတာဖြစ်တဲ့အတွက်ကိုဒါရေဆိုပြီးတော့ပြက်လွယ်မဲ့ကိစ္စတွေလုံးဝစိတ်ပူစရာမရှိဘူး။ဆိုတော့ကျွန်တော်တို့ဒါနောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒါထပ်မံပြီးတော့ရွေးချယ ချိတ်ပြီးလိုက်တဲ့ဖုန်းလေးကိုပြောရမယ်ဆိုလို့ရှိရင်တော့ Samsung ကပဲထုတ်ထားတယ် Samsung Galaxy A54 ပဲဖြစ်ပါတယ်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီဖုန်းကကျွန်တော်ခုနကပြောသွားတဲ့ဒုတိယဖုန်းနဲ့ရှင်မယ်ဆိုလို့ရှိရင်ဘာမှထူးထူးခြားကွာဟချက်တွေမရှိဘူးဒါပေမဲ့ကျွန်တော်ကအခုကကျွန်တော်တို့ဒါဈေးနှုန်း10သိန်းမကျော်တွေဝင်းကျင်မှာရည်စိုးလေးခံရမယ်အကြံလေးခံရမယ်ပဝင်းနဲ့ specification နေရာလေးကျွန်တော်တို့အဆင်ပြေရမယ်အလုပ်လုပ်ဖို့အတွက်ပေါ့နော်ဆိုတော့ iPhone တွေကိုရွေးချယ်ပေးရတာဖြစ်တဲ့အတွက်ကိုရွေးချယ်စရာကျွန်တော်မသိပြီးများများဆလား ရှိမနေဘူးတခြားဖုန်းတွေရှိတော့ရှိသေးတယ်ဆိုပေမဲ့ဗျာကျွန်တော်ကဒီဖုန်းလေးကိုပို့ပြီးတော့ကြိုက်လို့ဒီဖုန်းလေးကိုရွေးပေးလိုက်တာဖြစ်ပါတယ်ဆိုတော့ပြောမယ်ဆိုလို့ရှိရင်ဗျာ Samsung Galaxy A54 နဲ့ A52 မှာတိတ်ပြီးတော့ထူးထူးခြားခြား quality ချက်တွေမရှိဘူးဆိုပေမဲ့လေနည်းနည်းလေးတွေတော့ quality ချက်လေးတွေရှိနေတယ်ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ refresh rate မှာဆိုလို့ရှိရင်ဗျာကျွန်တော်တို့ A52 က 90Hz ပဲ supporting ပေးထားတာအဲဒါပေမဲ့ကျွန်တော်တို့ A54 မှာဆိုလို့ရှိရင်တော့ 120Hz supporting ပေးထားတာကျွန်တော်တို့တွေ့ရတယ် ကင်မရာပိုင်းမှာဆိုလို့ရှိရင်တော့ Samsung Galaxy A52 ကနည်းနည်းလေးပိုပြီးတော့54ထက်ပိုကောင်းနေရလေကျွန်တော်တွေ့ရတယ်။နောက်ဆုံးနေ့နဲ့ပြောရမယ်ဆိုလို့ရှိရင်ဗျာအခုကျွန်တော်ပြပြပေးနေတဲ့ Samsung Galaxy A54 ကဆိုလို့ရှိရင်တော့ A52 ထက်ပိုပြီးနည်းနည်းလေးတော့ဈေးများနေရကျွန်တော်တွေ့မြင်ရမှာဖြစ်ပါတယ်။ဆိုတော့ကြိရှုပေးရပရိသတ်များအားလုံးပဲကျေးဇူးများရတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံသွေးကြမယ်။အားလုံးပဲကျွန်တော်တို့ပျော်ရွှင်စရာကြံရည်လေးတွေပိုင်ဆိုင်နိုင်ပါစေလို့လည်းဆုမကောင်းလေးတောင်းပေးလိုက်ရပါတယ်။အားလုံးပဲ See you guys.